အားလုံးပဲမင်္ဂလာပါတီချက်ကတော့ grade 9တင်ချာတင်ရိုးသစ်ကိုတင်ကြပြီမဲ့ဒေါ်အိဆန္နာကျော်ပဲဖြစ်ပါတယ်ဒီနေ့တည်ချေတင်ကြပေးမယ်တင်ငန်းစာကအခန်းရှင်းအစုများဆိုတဲ့တင်ငန်းစာပဲဖြစ်ပါတယ်ဒီတင်ငန်းစာမှာပါဝင်ပါက8.1အစုများနဲ့အစုတင်ကြတာများ8.2အစုတစ်ခုကိုဖော်ပြနေများ 8.3ကန်တန်ရှိအစုများကန်တမတ်အစုများဗလာအစုစကြဝဠာအစုဆိုပြီးတော့ပါဝင်ပါတယ်။လေ့ကျင့်ခန်း8.1 8.2 8.3လည်းပါဝင်ပါတယ်။ဒီသင်ခန်းစာကိုသင်ကြားရတဲ့ယူရင်ချက်ကတော့အစု၏အသေးပေကိုလေ့လာသိရှိရန်အစုသင်္ကေတများအစုတစ်ခုကိုဖော်ပြသည့်နည်းများကိုသိရှိနားလည်ရန်ကန်တန်ရှိအစုကန်တမဲအစုဗလာအစုစကြဝဠာအစုများအကြောင်းကိုနားလည်သဘောပေါက်စေရန်ရည်ရွယ်ထားပါသည်။8.1အစုများနှင့်အစုသင်္ကေတများ အစုဆိုဒီမှာတေချာတိကျစွာသတ်မှတ်ထားတဲ့အစုဝေးကိုဆိုလိုပါပါအစုဝင်ဆိုဒီကကျတော့အစုတစုမှာပါဝင်တဲ့အရာတွေကိုဆိုလိုခြင်းဖြစ်ပါတယ်ဒါဆိုရင် အစုတစ်ခုမှာအစုဝင်တစ်ခုကတစ်ချိန်တည်းပူပါနေရဆိုရင်၎င်းကိုတစ်ချိန်တည်းဖော်ပြပြရပါမယ်ဥမာတဲ့မြန်မာနိုင်ငံသားများအစုဥပမာနဲ့ပေးရင်မြင်းဖြောင့်တဲ့ချောင်းပေါ်တွင်ရှိသည့်အမှတ်များအစုဥပမာ၃ ရွာသွင်းရာတွင်ရှိသည့်ကျောင်းနေအရွယ်ကလေးများအစုဥပမာလေးကိန်းပြည်များအစုဥပမာ၅တင်းနှစ်30ရာရှိတဘာဝကိန်းများအစုဥပမာ6အင်္ဂလိပ်စာလုံးကောမဒီတွင်ပါဝင်သည့်အင်္ဂလိပ်အခရများအစုအစုများကိုအင်္ဂလိပ်အခရ A B C H Y တို့နဲ့အမည်ပေးပြီးတော့ဖော်ပြပါရဲ့အင်္ဂလိပ်အခရကြည့်တော့ပါမယ်အစုဝင်များကကြတော့အင်္ဂလိပ်အခရအသေး ABC တို့နဲ့အမည်ပေးပြီးတော့ဖော်ပြပေးပါရစေ။ A ကအစု A ထဲမှာပါခဲ့ရဆိုရင်တော့သင်္ကေတကဒီချက်ပြထားတဲ့လိုမျိုးလေးရေးရပါမယ်။ပြီးရင်တော့ AD AE အစုဝင်ဆိုတဲ့အသေးပဲတက်ရောက်တယ်။ဒါကိုဒီချက်လို့ဖတ်မယ်ဆိုရင်တော့ A belongs to A A is in A ဆိုပြီးတော့ဖတ်ပါရင် A ကအစု A ထဲမှာမပါဝင်ခဲ့ဘူးဆိုရင်တော့သင်္ကေတကဒီချက်ပြထားတဲ့သင်္ကေတနဲ့ရေးပြီးတော့ A က A ရဲ့အစုဝင်မဟုတ်ဘူးဆိုတာကို A does not belong to A A is not in A ဆိုပြီးတော့ဖတ်ပါရင်ဥပမာခုနဲ့ လေးဒီအစုထဲရှိအစုဝင်တစ်ခုဖြစ်တယ်ဆိုရင် for belongs to a ဆိုပြီးတော့ရေးပါရဲ့ထန်းဒီအစု a ဤအစုဝင်တစ်ခုမဟုတ်ဘူးဆိုရင်တော့ than does not belongs to a ဆိုပြီးတော့ရေးပါရဲ့ဒါဆိုရင်ပုံစံတူနေချင်းကအိပ်ပိုင်1အပုစံလေးကိုတက်ပြီးတော့ရေးကြည့်ကြမယ်နော်အိပ်ပိုင်2အစုတစ်ခုကိုဖော်ပြနေမြန်အိပ်ပိုင်2.1စာသားနဲ့ဖော်ပြခြင်း in words အဲ့တီချင်တို့ကအစုတစ်ခုကိုစာတိုင်းနဲ့အရင်ဆုံးဖော်ပြလို့ရရဲ့ဒါဆိုရင်ဥပမာအနေနဲ့ပြောရမယ်ဆိုတော့ r r ဆိုတဲ့အစုထဲမှာကိန်းစစ်တွေပါနေရင်ဆိုရင် r equal to ကိန်းစစ်များအစုဆိုပြီးတော့ရေးလို့ရရဲ့ n ဆိုပြီးတော့အစုဆိုတဲ့မှာတဘာဝကိန်းတွေပါရင် n equal to တဘာဝကိန်းများအစုဆိုပြီးရေးလို့ရရဲ့ j plus equal to အပေါင်းကိန်းများအစုဒါသူ့ထဲမှာအပေါင်းကိန်းတွေပါရင်ဆိုတဲ့အသေးပဲပါ e equal to အပြည့်စုံကိန်းများအစု w equal to အပြည့်ကိန်းများအစု G equal to ကိန်းကြီးများအစု Q equal to rational ကိန်းများအစု O equal to အပေါင်းမကိန်းများအစုဆိုပြီးတော့ဒီချက်တို့ကအစုတွေထဲမှာပါဝင်တဲ့အစုဝင်တွေကိုဖော်ပြဖို့အတွက်ကိုဒီချက်တို့စာတမ်းရင်းနဲ့တုံပြီးတော့ဖော်ပြလို့ရပါတယ်။8.2.2စာရင်းပြုစုနည်းဖြင့်ဖော်ပြခြင်း by listing its elements အစုတစုမှာညီဒီအစုဝင်တွေပါရှိတယ်ကိုဖော်ပြဖို့နောက်တနည်းရကြတော့အစုဝင်တွေအားလုံးကိုသွန်ကွင်းထဲမှာထည့်ပြီးတော့ရေးတဲ့အမည်ပဲဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင် W ထဲမှာပါဝင်တဲ့အစုဝင်တွေကိုတီချေတို့ကသွန်ကွင်းထဲမှာထည့်ပြီးတော့ရေးပါမယ်။ W equal to 0 1 2 3 4 5 etc. etc. ဆိုတဲ့အသေးပြနောက်မှာဂိတ်နေဆက်ရှိနေဆိုတဲ့အသေးပြပါ တခါ j equal to j etc လေးနဲ့ကြည့်ရအောင်စပြထားရင်ဆိုတာအရှိမကိန်းနေရှိသေးရဲ့ minus 5 to minus 4တို့ပြီးရင် minus 3 minus 2 minus 1အနှုတ်ကိန်းနေပါရဲ့ဆိုတာကိုပြချင်းနေဆိုဒီချက်တော့ရှေ့ကနေအဲ့လိုလေးရေးရပြီးရင်0 1 2 1 2ရဲ့အနောက်မှာလည်းကိန်းနေအများကြီးပါသေးဆိုရင်ဒီချက်တော့ကရှိသမျှကိန်းနေကိုသုံးခွင်းနဲ့ထည့်ပြီးတော့စင်ပြုစုနေနဲ့ဖော်ပြလို့ရပါတယ် နောက်တစ်ခါ ਈ ဆိုတဲ့စုထဲမှာပါဝင်တာကအပေါင်းစုံကိန်းတွေပဲပါဝင်နေဆိုရင်ဒီခြေတို့ကသုံးခွင်းထဲမှာ2 4 6 8ဆိုပြီးတော့ etcetera လေးနေရေးဝမယ်ပြီးတော့ n ဆိုတဲ့အစုထဲမှာလည်း1 2 3 4 5ပဲပါဝင်နေဆိုရင်1 2 3 4 5 etcetera ပေါ့ဒီခြေတို့သုံးခွင်းထဲမှာထည့်ပြီးရေးဝပါမယ် g+ ဆိုရင်လည်း1 2 3 4 5 etcetera ဆိုပြီးရေးမယ်0ဆိုတဲ့အစုထဲမှာ13579ဆိုပြီးတော့ဂိမ်းတွေအများကြီးပိုင်နေ13579 etcetera ဆိုပြီးတော့ရေးပါမယ် အေကထန်းအောင်ငယ်တဲ့မာကင်းများအစုဒါကိုတီချဲတို့ကစင်းပြစုနီနဲ့ဖော်ပြခြင်းနဲ့ဆိုရင်မာကင်းတွေရဲ့အစုကကိုမထန်းအောင်ငယ်တဲ့အစုတွေကိုရေးပြရပါမယ်ဒါဆိုရင်ထန်းအောင်ငယ်တဲ့အစုက1 3 5 7 9ပဲရှိရဲဆိုတော့ကျွန်တော်တို့တီချဲတို့ကသုံးခွင်းထဲမှာ1 3 5 7 9ဆိုပြီးတော့ဖော်ပြလိုက်လို့ရပါတယ် အစုတစ်ခုရဲ့အစုဝင်တွေရေးရမှာညီဒီအစီအစဉ်အတိုင်းမစိုးရေးနိုင်တယ်။ဒါကြောင့်မို့ဒီချက်လို့အောက်မှာပေးထားတဲ့အစုတွေကအကောင်လုံးကတူတူပဲဖြစ်ပါရဲ့။ဥပမာ ABC ဆိုတော့ရေးထားရင်တမန်မို့ရင် A စုတွေက BAC ရေးထားရေးထား CBA ရေးထားရေးထားဒီစုသုံးစုကတူတူပဲဖြစ်ပါရဲ့။8.2.3အစုတည်ဆောက်နည်းဖြင့်ပေါ်ပြခြင်း in subbeta form subbeta form စုတည်ဆောက်နည်းနဲ့ပေါ်ပြရင်ဆိုတာက အစုတစ်ခုထဲမှာပါဝင်တဲ့အစုဝင်များမှာ ရှိတဲ့ကုန်သတ္တိကိုဖော်ပြခြင်းပဲဖြစ်ပါတယ်။ဥပမာ r equal to a such that x ဒီကိန်းစစ်တစ်ခုဒါဆိုရင်ဒီမှာပြောထားတာက r ထဲမှာပါဝင်တဲ့ x ဆိုတာအစုထဲမှာပါဝင်တဲ့အစုဝင်တွေကိုကိုးစားပြုရဲဒီအစုဝင်တွေကအနောက်မှာကိန်းစစ်တစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောထားတာပါ။ ဥပမာ GD အိတ်အောက်ငယ်တော့သဘာဝကိန်းများအစုဖြင့် G ကိုအစုတည်ဆောက်တဲ့ပုံစံဖြစ်ဖော်ပြပါလို့မိထားပါတယ်။ဒါဆိုရင်တီချာတို့က G ကိုအစုတည်ဆောက်နေနဲ့ဖော်ပြမယ်ဆိုရင် G ထဲမှာပါဝင်တဲ့အစုဝင်တွေကအိတ်အောက်ငယ်တဲ့သဘာဝကိန်းများအစုဖြစ်တယ်။ဒါကြောင့်မလို့အစုဝင်တွေကိုတီချာ X နဲ့ကိုစားပြုပြီးဖော်ပြမယ်ဆိုရင် X such that X ကသဘာဝကိန်းဖြစ်ရမယ်ဆိုတဲ့အတွက် X တည်သဘာဝကိန်းပြီးရင် X ကအိတ်အောက်ငယ်ဆိုတဲ့အတွက် comma နဲ့ခန့်ပြီးတော့ X less than X ဆိုပြီးတော့ရေးလိုက်ပါတယ်။လေ့ကျင့်ခန်း8.2 အောက်ပါအစုတို့ကိုစည်ရင်ပြုစုနည်းနဲ့အစုတည်ဆောင်နည်းတို့တုံးပြီးတော့ဖော်ပြပါစလိမ်မှမိထားတာက၁၀ဂိမ်းတွင်ပါတော့ ကနန်းနှလုံးဤပေါင်းလက်သည်7ဖြစ်စေမည်10ဂိမ်းများအစု10ဂိမ်းဆိုရတဲ့အတွက်ကနန်းနှလုံးပါပါ့အဲ့ပါလေးကနန်းနှလုံးကပေါင်းရင်7ဖြစ်ရပါမယ်ဒါဆိုရင်1ရဲ့60ပေါင်းရင်7 25ပေါင်းရင်7 34ပေါင်းရင်7 43ပေါင်းရင်7 52ပေါင်းရင်7 71ပေါင်းရင်7 70ပေါင်းရင်7ဒါကြောင့်မို့စုစုပေါင်းဂိမ်းလုံးတွေက16 25 34 43 52 61 70ဆိုပြီးတော့ရရင်ရတဲ့ဂိမ်းလုံးတွေဒီချက်တို့ကို စီးပြုစုအနေနဲ့ဖော်ပြခိုင်းတဲ့အတကြောင့်လို့တုံကွင်းထဲမှာထည့်ပြီးတော့ရေးလိုက်ပါမယ်။ဒါဆိုရင်ဒီချက်တို့ကအစုတည်ဆောင်နေနဲ့ဖော်ပြပါမယ်။နောက်တစ်ခါအစုတည်ဆောင်နေနဲ့ဖော်ပြတဲ့အခါမှာအစုဝင်တွေမှာပါတဲ့ကိန်းတွေကိန်းတွေတိုင်းက10ကိန်းတွေဖြစ်တယ်။ဒါဆိုရင်10ကိန်းတွေဆိုတာကအရှိက10ကဏ္ဍကို30နဲ့မြှောက်ပြီးတော့နောက်ကခုကဏ္ဍနဲ့ပေါင်းထားရပါ။ဒါကြောင့်မလို့ကိန်းတိုင်းကိုစားပြုအောင်ဒီချက်ဇက်လို့သတ်မှတ်လိုက်တယ်ဆိုရင် z equal to tan x plus y ဒီနေရာမှာ x တွေ y တွေရတယ်ပေါင်းလက်ကဘယ်လောက်ဖြစ်ရမလဲဆိုတော့7ဖြစ်ရမယ်။ ဒါမဲ့တခုရှိရာကအရှိကင်းကဘယ်တော့မှ0နဲ့မညီနိုင်ဆိုတဲ့အတွက် x does not equal to 0ဒါဆိုဒီချက်လို့ရေးရမယ်စက်ပီတာဖောင်က z slash tan z equal to tan x plus y comma x နဲ့ y တို့ဒီကဏ္ဍများဖြစ်ကြပြီးတော့ x does not equal to 0ဖြစ်ရမယ်။နောက်ပြီးတော့ x plus y equal to 7ဆိုတဲ့ပုံစံနဲ့ရေးပေးလိုက်ရပါမယ်။ မဆာခွဲ e ခွဲသူညီမြချင်း x 2 equal to 3ကိုပြင်လည်စေတဲ့ကိန်းစစ်များအစုဒါဆိုရင်ဒီချက်တို့က x 2 equal to 3ကိုပြင်လည်စေတဲ့ကိန်းစစ်ဆိုတာဒီချက်တို့ကဒီနေရာမှာဆိုရင် x ကိုလိုချင်နေဆိုရင် root 3ကိုရှားပြရမယ်။ဒါဆိုရင် root 3ရဲ့တန်ဖိုးကတိချေတို့က irrational gain ဖြစ်နေတဲ့အတွက်ကြောင့်မလို့တိချေတို့သူ့ရဲ့ x ကိုပြည်လဲစေမယ့်အဖြစ်ရှိတဲ့အတွက်ကြောင့်မလို့ e ကိုစိန်ပြုစုနေနဲ့မဖော်ပြနိုင်ပါဘူး။ဒါဆိုရင် e က အဖြေကိုတီချာလို့ဆက်ပြီးဒါဖောင်းနဲ့ထပ်ပြမယ်ဆိုရင် a/x2 a² 3ဆိုပြီးရပါတယ်။တခါနံပါတ်စားမြင်ဆွဲမှာဆိုရင် g ကိုညီမြချင်း 3x2 5x 2 0ပြည်လည်စေတဲ့ကိန်းစစ်အစုကိုရှာခိုင်းတာပါတယ်။ဒါဆိုရင် 3x2 5x 2ကိုတီချာတို့ဟာစာခွဲကိန်းခွဲပြီးတော့ x တန်ဖိုးကိုရှာလိုက်မယ်ဆိုရင်1/3နဲ့2ဆိုပြီးတော့ဆွဲထွက်ပါတယ်။ဒါဆိုရင်တီချာတို့ထွက်လာတဲ့အဖြေနှစ်ခုက g ဆိုတဲ့အစုထဲမှာပါဝင်တဲ့အစုပဲဖြစ်တဲ့အတွက်ကြောင့်သူ့အစင်းပြည့်စုံနည်းနဲ့ဖော်ပြမယ်ဆိုရင် g equal to 1 over 3 minus 2ကိုသွန်ကွင်းထဲမှာထည့်ပြီးတော့ရေးလိုက်ရပါမယ်။ပြီးရင်တော့အစုတည်ဆောင်နည်းနဲ့ဖော်ပြမယ်ဆိုရင်တော့ဒီချက်တို့ကဒီထဲမှာပါဝင်တဲ့အစုဝင်တိုင်းကဒီညီမြချင်းကိုပြည့်နေစေတဲ့အတွက်ကြောင့်မလို့ x such that 3 square 5 minus 2 equal to 0ဆိုပြီးတော့ရေးပေးလိုက်ရပါမယ်။ပုံစံတူလေ့ကျင့်ခန်း8.2မှာကျွန်တော်တို့ပုံစံများအားတွက်ကြည့်ပါရင်8.3ကန်တက်ရှိအစုများကန်တမဲအစုများဗလာအစုစကြဝဠာအစု8.3.1 ကန့်သက်ရှိအစုများအစုဝင်အရေးအတွက်ကိုအပြည့်အကင်းတစ်ခုနဲ့ပေါ်ပြနိုင်ရင်ဒီအစုကိုကန့်သက်ရှိအစု finite စုလို့ခေါ်ပါတယ်ဒါဆိုရင်ဥပမာတစ်ကိုကြည့်ရအောင်ဥပမာတစ်မှာဆိုရင်2 4 6 10ဆိုပြီးတော့ဒီချေတို့ကအစုဝင်ရဲ့အရေအတွက်ကိုအပြည့်အကင်းနည်းဖော်ပြလို့ရပါတယ်အပြည့်အကင်းအားလုံးပဲရှိပါတယ် ဥပမာနှစ်နဲ့ကြည့်မယ်ဆိုရင်လည်းဥပမာနှစ်မှာဆိုရင်90ရောက်ငယ်တယ်၄ရက်စာတူကိန်းများအစုဆိုတာ90ရောက်လည်းငယ်ရမယ်၄ရက်စာတူကိန်းနဲ့ဖြစ်ရမယ်ဆိုတော့ဒီချက်လို့ရေးသွက်လို့ရပါတယ်ဒါကြောင့်မလို့သူ့ကိုကန့်သက်ရှိအစုလို့ခေါ်ပါမယ်8.3.2ကန့်သက်မဲ့အစုများအစုတစ်ခုမှာ၎င်းရဲ့အစုဝင်ရေသွက်ကကန့်သက်မရှိညာနေဆိုရင်တော့ဒီအစုကိုကန့်သက်မဲ့အစု infinite set ဟုခေါ်ပါတယ်။ဥပမာတဲ့ 2468ထန်းကောမအဆက်ဖရာဒီမှာတီချေတို့ပြထားတဲ့အဆက်ဖရာဆိုအနောက်မှာကိန်းနေအများကြီးဆက်ရှိနေမှာပါ။ဒါဆိုရင်ဒီအနောက်မှာရှိနေတဲ့ကိန်းနေကရေသွက်လို့မရနိုင်တဲ့အတွက်ကြောင့်မလို့သူ့ကိုကန်တမဲအစုလို့ဖော်ပါရယ်။ဒီနေရာမှာဆိုအဆက်ကဆက်လက်ဖော်ပြရမယ်။စုံကိန်းနေကိုကိုးစားပြုနေရပါ။ဒါကြောင့်မို့ဒီချေတို့ကရေသွက်လို့မရတဲ့အတွက်ကြောင့်မလို့သူကန့်တတ်မဲ့အစုလို့ခေါ်ပါရဲ့။ဥမာနှစ်ကိုကြည့်ရအောင်။ဥမာနှစ်မှာဆိုရင်လည်းကိန်းပြည့်များအစု၊ကိန်းပြည့်ဆိုရတယ်ဒီချေတို့ကရေသွက်လို့မရနိုင်ပါဘူး။ဒါကြောင့်မို့သူကန့်တတ်မဲ့အစုလို့ခေါ်ပါရဲ့။8.3.3 ဘလာအစုအစုတစ်ခုမြတ်မပါဝင်တဲ့အစုကိုကြတော့ဘလာစု MD set လို့ခေါ်ပါတယ်။တင်ကြီးတာတော့တိချေပြထားတဲ့အတိုင်းဒီရေးပါမယ်။သူ့ဘလာစုလို့ဖတ်ပါတယ်။ဘလာအစုကကြတော့ကန်သက်ရှိအစုတွေမှာပါပါတယ်။ဥမာတလေးဖြစ်စာရီပြက်တဲ့တုဒ္ဒကိန်းများအစု။တုဒ္ဒကိန်းဆိုတာစုံကိန်းက2ပဲပါပါတယ်။ဂျနက်ကိန်းတွေကတော့မာကိန်းတွေဖြစ်ပါတယ်။ဒါဆိုရင်တုဒ္ဒကိန်းတွေကလေးဖြစ်စာလို့ပြက်တယ်ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူး။ဒါကြောင့်မလို့သူ့ရဲ့အစုကဘလာအစုပါ။ ၄နှစ်၅ချမ်းမှရှိတဲ့သဘာဝကိန်းများစု၄နှစ်၅ချမ်းမှရှိတဲ့သဘာဝကိန်းဆိုတာလည်းတချို့တို့မရှိပါဘူးဒါကြောင့်မို့သူရတဲ့ plan အစုဖြစ်ပါတယ်8.3.4စကြဝဠာအစုဆွေးနွေးချက်တစ်ခုတနည်းအခြေအနေတစ်ခုတွင်ပါဝင်တဲ့အစုဝင်အားလုံးရဲ့အစုကိုစကြဝဠာအစု universal set လို့ခေါ်ပါတယ်သင်္ကေတကတော့ s နဲ့ရေးပါတယ် ဥပမာနဲ့ပြရမယ်ဆိုရင် A ဆိုတဲ့အစုထဲမှာ ABCD PQ ဆိုတဲ့အစုဝင်တွေပါတယ်။ဒါဆိုရင်စัจ java ရအစုကိုအင်္ဂလိပ်အခရအများစု ABCD PQ Z ဆိုပြီးတော့ပြလို့ရရင်ဒါမှမဟုတ် ABCD PQ ဆိုပြီးတော့ပြလို့ရရင်ဒါမှမဟုတ် ABCD EFPQ ဆိုပြီးတော့ယူလို့ရရင်တနည်းအားဖြင့် A ဆိုတဲ့အစုထဲမှာပါဝင်တဲ့အစုဝင်တွေကစัจ java ရအစုထဲမှာအကုန်လုံးပါဝင်နေပါတယ်။ ်နံပါတ်၁အောက်ပါအစုများတွင်မြည်သည်တို့၏ကန့်သက်ရှိအစုများဖြစ်၍မြည်သည်တို့၏ကန့်သက်မဲ့အစုများဖြစ်ကြသည်နံပါတ်၅ကြီးမှမိထားက64ကိုစာရေးပြတဲ့စာကိန်းများအစု64ကိုစာလို့ပြတဲ့စာကိန်းစုတွေဆိုတာရေးသွက်လို့ရတဲ့အတွက်ကြောင့်မလို့ကန့်သက်ရှိအစုဖြစ်ပါတယ်နံပါတ်၅ကို၄ဤစာတူကိန်းများအစု၄စာတူကိန်းအစုရံကြတော့ဒီချက်ရေးသွက်လို့မရနိုင်တဲ့အတွက်ကြောင့်မလို့ကန့်သက်မဲ့အစုပဲဖြစ်ပါတယ်နံပါတ်၄အောက်ပါအစုတို့တွင်မြည်သည့်အစုသည်စကြဝဠာအစုဖြစ်သည်နီး ဒါဆိုရင်နံပါတ်ကကြီးမှမိထား AE ကွဲတူ468 BE ကွဲတူ139ပါတယ်။စီဆိုရဲစုတွေမှာ0257ပါတယ်။ဒီဆိုရဲစုတွေမှာတော့0123456789ဆိုပြီးတော့ပါပါတယ်။ဒါဆိုရင် ABC အစုမှာပါဝင်တဲ့အစုဝင်တွေကဒီဆိုရဲအစုမှာအကုန်ပါဝင်နေတဲ့အတွက်ကြောင့်မလို့အဖြေကဆက်ချပါအစုကဒီပဲဖြစ်ပါမယ်။ပုံစံတူလေ့ကျင့်ကန်8.3မှာကျန်တဲ့ပုံစံကြီးကိုတွေ့ကြည့်ကြပါမယ်။ဒီနေ့သင်ခန်းစာလေးရဒီလောက်ပဲဖြစ်ပါရဲ့အားလုံးကျေးဇူးတင်ပါတယ်နော်။